ုမိတ်ဆွေရောက်ရှိနေတဲ့နေရာနေထိုင်တဲ့နေရာကနေခဏလောက်ဖေခွာပြီးတော့ညဘက်ကောင်းကင်ယံကြီးကိုစိတ်ကူးနဲ့မောကြည့်လိုက်ပါမောင်မိုက်နေတဲ့ဟင်းလေးမြင်ကြည့်ရဲ့မှာတောက်ပနေတဲ့ကျဲတန်းပေါင်းများစွာကိုမိတ်ဆွေတွေ့မြင်ရပါလိမ့်မယ်အဲ့ဒီကျဲတန်းပေါင်းများစွာထဲမှာကျွန်တော်တို့မသိသေးတဲ့လိုဝက်ချက်တွေဘယ်တော့အောင်များပြားနေမယ်လူသားတွေကဟိုးရှေးပဝေတနီကလေးကကောင်းကင်ကြီးကိုမောကြည့်ပြီးမိကုံတစ်ခုအမြင်နဲ့မေးခဲ့ကြတယ်အဲ့ဒါကတော့မတို့ကတယောက်ထဲလား ဒီဆုံးစားမဲ့ဆက်ကြဝလာကြီးရဲ့မှာအသက်ရှူနေတဲ့တွေးခေါ်နေတဲ့ချစ်တက်မုန်းတက်တဲ့တခြားသက်ရှိတွေရှိနေနိုင်မလားဒါမှမဟုတ်ကျွန်တော်တို့က DJ ပြောလာတဲ့အာကန္တာတုတ်တန်ကြီးရဲ့မှာတခုရီတော့အသက်ရှင်ကျန်ရည်သူတွေလားသိပ္ပံပညာရှင်တွေကတော့ဒီမိကွန်းရဲ့ဖြီကိုရှာဖို့ကြိုးစားခဲ့တာနှစ်ပေါင်းရာချီကြာခဲ့ပါဒေါ်လာဘီလီယံပေါင်းများစွာအကုန်ကျခံပြီးဂျိုရူတွေလွတ်တယ်နဲ့ရေဒီယိုလိုင်းတွေနဲ့ဖမ်းယူတယ်လက်နဲ့တန်းချီဝေးတဲ့နေရာတွေကိုအေယာမတယ်လီစကုပ်ကြီးနဲ့ကြည့်ကြတာပေါ့ဗျာ ။ဒါပေမဲ့ပြန်ရလာတဲ့ဖြေကတော့ silence ဆိုတဲ့တိတ်ဆိတ်ခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့မိတ်ဆွေဒီလိုများကျွန်တော်တို့ရှာဖွေနေတဲ့ဖြေကဝေးကြီးမှမရှိပဲလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကပေါ်ပေါက်ခဲ့တဲ့ရှေးရောင်စာပေတွေမှာတီးကြရှိနေပြီသားဆိုရင်ဟောဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့အဘိဓမ္မာနဲ့တုတ်တန်ကျမ်းဂန်တွေထဲမှာခေတ္တသိပ္ပံပညာရှင်တွေတောင်ပဇံဟောင်းသားဖြစ်သွားစီနိုင်တဲ့စัจ java လာမြေပုံကြီးတစ်ခုရှိပါတယ်။အဲ့ဒီမြေပုံထဲမှာကျွန်တော်တို့မဟုတ်တဲ့တခြားလူသားတွေ ကျွန်တော်တို့မဟုတ်တဲ့တခြားကဘာတွေအသက်တစ်ထောင်ရှည်ပြီးဘယ်တော့မှမအိုတဲ့အခြားလူမျိုးစုတွေပြီးတော့အဲ့ဒီကဘာတွေအားလုံးကိုကောင်းကင်ပြင်ပြန်ကြီးတွေနဲ့လှည့်လည်သွားလာနေတဲ့စကြဝဠာမင်းဆိုတဲ့အကြောင်းတွေအသေးစိတ်ပါဝင်နေပါတယ်ဒါတွေကဒန်နာကြီးလားဒါမှမဟုတ်ရင်ကျွန်တော်တို့သိပ္ပံပညာကလက်လန်းမမီသေးရဲ့အမှန်တရားလားဒီနေ့ knowledge generation ကနေသင်ကိုခေါ်ဆောင်သွားမယ့်ခီးစဉ်ကတော့ တင်းရဲ့တွေးခေါ်မှုနဲ့ပဲတစ်ခုလုံးကိုပြောင်းလဲသွားစီမယ်ခီးစင်မယ်ဖြစ်ပါဆင်းသစ်ဖြစ်ပြီဆိုရင်ဆက်ကြဝလာရဲ့ရှုပ်ဝတ်တကားတွေကိုတူတူဖွင့်ကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့နေထိုင်ရာဆက်ကြဝလာကြီးရဲ့ဖွဲ့စည်းပုံကိုပုံဖော်ကြည့်ရအောင်ပါဗုဒ္ဓစာပေလေးရဆက်ကြဝလာတစ်ခုရဲ့လေဘူတက်တက်မှာလူသားတွေမျက်စိနဲ့မမြင်နိုင်လောက်ကြီးမားလာတဲ့တောင်ကြီးတစ်လုံးရှိပါတယ်အဲ့ဒါကတော့မြင့်မို့တောင်လို့ခေါ်ပါတယ်ဒီတောင်ကြီးကဘလောက်ကြီးမားလဲဆိုရင်စာပေတွေမှာယူဇနာနဲ့ပြဆိုထားပါတယ် သူဟာရေပေါ်မှာယူစနာပေါင်း8400မြင့်တက်နေပြီရေရောက်ကိုလည်း8400တက်ဆင်းနေပါတယ်ခေတ္တမိုင်နေနဲ့တွက်မယ်ဆိုရင်မိုင်မောင်းသိမ်းချီမြင့်မားပါတယ်ကဘာပေါ်ကဤဝရတောင်ဆိုတာဒီတောင်ကြီးနဲ့ရှင်လိုက်တဲရပွင့်စာတော့တော့မရှိပါဘူးဒါဟာရိုးရိုးကြောက်တောင်ကြီးတခုမဟုတ်ပါဘူးစัจ java လာတခုလုံးရဲ့ဟန်ချက်ကိုထိန်းထားတယ် cosmic as is စัจ java လာဝင်ရိုးတိုင်ဖြစ်ပါတယ်ဒီတောင်ကြီးရဲ့အံဩစရာအကောင်းဆုံးချက်ကတော့သူ့ရဲ့ဖွဲ့စည်းပုံပါပဲ တောင်ရဲမျက်နှာစာ၄ဘက်ဟာတာမန်ကြောက်သားမြေသားတွေနဲ့ဖွဲ့စည်းထားတာမဟုတ်ပါတန်မိုးကြီးမားလာတဲ့ကြောင်မြေရနာကြီး၄မျိုးနဲ့တိစောက်ထားပါတယ်ရှေ့ဘက်မျက်နှာစာကငွေသားတည်ပြီးပါတယ်နောက်ဖက်မျက်နှာစာကခရစ်စတယ်ဖန်သားတည်ပြီးပါတယ်မြောက်ဖက်မျက်နှာစာကရွှေသားတည်ပြီးပါတယ်ပြီးတော့ကျွန်တော်တို့ရှိနေတဲ့တောင်ဘက်ချမ်းကတော့မြားလို့ခေါ်တဲ့ဗရမများသူမဟုတ်မြားစင်းရောင်ယတနာနဲ့ဖီးစီးထားပါတယ်တီချက်ကိုကြည့်ထားကြည့်ပါ ရှေးလူကြီးရဲ့ပြောစကားအရကျွန်တော်တို့ကောင်းကင်ကြီးကိုမောကြည့်လိုက်အပြာရောင်တို့မုံများစင်းရောင်မြင်နေရတာဟာအိုးဝေးကြီးမှရှိတဲ့မြစ်မုံတောင်ရဲ့တောင်ဘက်ချမ်းကမြရောင်တွေဟန့်နေလို့လို့ဆိုပါတယ်သိပ္ပံမြညာရကောင်းကင်ပြတာကလေထူးချောင်းလို့ဆိုပေမဲ့ရှေးဟောင်းယူဆမှာတော့စัจ java လာရဲ့အလင်းပြန်မှု reflection သဘောတရားတွေကိုလွန်ခဲ့တဲ့နှစ်ထောင်ကြီးကတည်းကဖော်ပြခဲ့တာဖြစ်ပါဒီမြစ်မုံတောင်ကြီးကိုဗဟုပြုပြီးတော့နေနဲ့လာတို့ကလက်ရည်လက်ပတ်နေကြပါတယ်ပြီးတော့တောင်ကြီးရဲ့ပတ်လည်မှာ တောင်စဉ်ခုနှစ်ထက်ရေစဉ်ခုနှစ်ထက်ဝင်းရံထားပါတယ်။အဲ့ဒီတောင်စဉ်ခုနှစ်ထက်ရဲ့အပြင်ဘက်မှာမှဆုံးစမမြင်နိုင်တဲ့မဟာသမုဒ္ဒရာကြီးတည်ရှိနေပါတယ်။အဲ့ဒီသမုဒ္ဒရာကြီးရဲ့ရေလေးမျက်နှာမှာမှကျွန်တော်တို့ဒီနေ့အဓိကပြောပြမယ်လူသားတို့နေထိုင်ရာကျွန်းကြီးလေးကျွန်းတည်ရှိနေတာဖြစ်ပါတယ်။အခုမိတ်ဆွေတို့စိတ်ဝင်စားဆုံးဖြစ်မယ်။လူသားတိုင်းသွားကျင်ဆုံးဖြစ်မယ်။နေရာတစ်ခုကိုခေါ်ဆောင်သွားပါမယ်။အဲ့ဒါကတော့မြင်းမို့တောင်ရဲ့မြောက်ဖက်မှာရှိတဲ့မြောက်ကျွန်းသို့မဟုတ်ဥတ္တရကုရုကျွန်းကြီးဖြစ်ပါတယ်။ ဒီနေရာကိုကျွန်းလို့ခေါ်ပေမဲ့တကယ်တော့တဟာတီးကြကဘာတစ်ခုပါပဲ။မြောက်ကျွန်းမှာဆိုရင် မနက်မိုးလင်းတာနဲ့အလုတ်သွားရတာပတ်စံရှာရတာစားဝတ်နေရေးရုံးကန်ရတာယောဂဗေယရီအိုမင်းရီရောမှုရီစားတဲ့အဲ့ဒီဒုက္ခရီဘာတစ်ခုမှမရှိပါဘူး။ဒီကျွန်းမှာလဲဆိုင်စရာလည်းမလိုဘူး။ရုံးတက်ဖို့လည်းမလိုဘူး။ကုံရောင်းကိုယ်ွယ်လှုပ်ရှားလည်းမလိုပါဘူး။ဘာကြောင့်လဲဆိုတော့ဒီကျွန်းမှာလူလျောက်ပြည်စုံနေတဲ့ပရိသတ်ဗင်တွေကနေရာအနှံ့မှာပေါရောက်နေလို့ပဲဖြစ်ပါတယ်။လပတဲ့အဝတ်စားတွေလိုချင်လား အရသာရှိတဲ့အစားအသောက်တွေလိုချင်တာလားရွှေငွေရတနာတစားပလာတွေလိုချင်တာလားမိတ်ဆွေဘာပဲလိုချင်လိုချင်အကုန်လုံးကပရိသတ်ပင်ကနေယူလို့ရပါတယ်စီးပွားရှာစရာပတ်စံရှာစရာမလိုတဲ့အတွက်အဲ့ဒီကဘာမှာခိုးမှုလူရက်မှုလူတက်မှုယာဆွေးမှုဆိုတာလုံးဝမရှိပါအားလုံးကညီသူညီမျှချမ်းသာကြွယ်ဝကြပါတယ်တို့ရဲ့နေထိုင်မှုစနစ်ကလည်းအရန်ကိုဆန်းပြပါတယ်စားတော့ချက်ပြုတ်ရင်ထင်းခွေစရာမီးမွေးစရာမလိုပါဘူးဇောတိပါဏလို့ခေါ်တဲ့လူလျောက်အပူပေးနိုင်တဲ့မိကြောက်တုံးကြီးရှိပါတယ် ဲ့ဒီကြောက်တုံးမို့ဇံဦးတင်လိုက်တာနဲ့ကြောက်တုံးကလည်းမီးတောက်ထွက်လာပြီထမင်းကအလိုလိုကြက်တယ်ထမင်းကြက်ပြီဆိုတာနဲ့မီးကအာယုံခံစနစ်ပါတယ်လို့မျိုးအလိုလိုငြိမ်းသွားတယ်ဒါဟာရှေးကစ္စပေတွေမှာဖော်ပြထားတဲ့ဤပညာမြင့်တက္ကနိုလော်ဂျီလူနေမှုစနစ်တစ်ခုမဟုတ်ဘူးလို့ဘယ်သူကငြင်းဆိုနိုင်လဲအံဩစရာအကောင်းဆုံးကတော့သူတို့ရဲ့ခန္ဓာကိုဖွဲ့စည်းပုံပါမြောက်ကျွန်းသူမြောက်ကျွန်းသားတွေဟာအရန်လှပကြပါတယ်သူတို့မှာအိုမင်းရင်ရောင်ရင်ဆိုတာမရှိပါဘူး ။မွေးဖွားပြီးတာနဲ့အရွယ်ရောက်ပြီးသားဖြစ်သွားတယ်။တည်ဆုံးတဲ့အချိန်ထိ25နဲ့30အရွယ်။လူငယ်လေးလိုပဲပြုံမြင့်နှုန်နေစေဖြစ်ပါတယ်။ကောင်းဖြူရာ၊တွားကျူရာ၊ရေပြားတော်နာ၊ခါးကိုင်းနာဒါတွေသူစီမှာလုံးဝမရှိပါဘူး။ဒီနေရာမှာမိတ်ဆွေတို့အံဟောသွားမယ်ချက်ချက်ရှိပါတယ်။မြောက်ကျွန်းမှာမိသားစုဆိုတာလုံးဝမရှိပါဘူး။အိမ်တော်ကြီးဆိုတာလည်းမရှိပါဘူး။ဒါဟာငါမိမဒါဟာငါယောက်ျားဆိုတဲ့ပိုင်ဆိုင်လိုစိတ်မရှိကြပါဘူးလွတ်လပ်စွာပေါင်းသင်းကြတယ်မနာလိုဝင်တို့မှုတဝင်တို့မှုတွေမရှိကြဘူး ထလေးမွေးရင်လည်းမိခင်ကတာဝန်ယူပြီးပြုစုစီရမလိုပါဘူး။ဥပမာအနေနဲ့လမ်းဘေးမှာထားခဲ့လိုက်မယ်ဆိုရင်တော့ဖြတ်သွားပြက်လာလို့တဲ့လူတွေကသူတို့ရဲ့လက်ညှိုးလေးထည့်ပေးလိုက်တာနဲ့လက်ညှိုးကနေနှုတ်ရည်ထွက်ပြီးကလေးကကြီးပြင်းသွားနိုင်ပါတယ်။မိဘကဘသူ၊သားသမီးကဘသူဆိုတဲ့တန်ရုံးစဉ်အဖွဲ့အစည်းမှရှိတဲ့ကဘာတစ်ခုပဲ။အားလုံးကကဘာကြီးတစ်ခုလုံးကိုမိသားစုလို့သတ်မှတ်ထားကြတယ်။သူတို့ရဲ့တက်တန်းကတော့တိုးတောင်းခြင်းမရှိတီကြာနှစ်ပေါင်းတစ်ထောင်လေးရပါတယ်။ ထောင်ပြည့်အိပ်ပျော်သွားသလိုမျိုးနာကျင်မှုမရှိပဲတိတ်ဆုံးကြတယ်။တိတ်တဲ့ခံပါလေငိုကြွေးခြင်းမရှိပဲအလောင်းကိုငှက်ကြီးတွေကတောတဲ့ယူဆောင်သွားကြပါတယ်။ယောဂဗရမရှိစိတ်ဆေးရခြင်းမရှိရတဲ့နတ်ပြည်နီးပါးချမ်းသာတဲ့ European Wall လို့ပြောလို့ရပါတယ်။ဒီနေရာမှာနိုင်ငံရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာမေးခွန်းတစ်ခု ပေါ်လာပါတယ်။ဒါလောက်ချမ်းသာတဲ့ကမ္ဘာတွေမှာကျွန်တော်တို့စီမှာလို့နိုင်ငံတွေနယ်နိမိတ်တွေတမနာတွေရှိသလားအဖြေကတော့ကွဲပြားချမ်းသာပါတယ်။မြောက်ကျွန်းဥတ္တရကုရုမာက ိုင်ငံဆိုတာမရှိပါဘူးဒါငါမိသားမင်းမိဆိုတဲ့ပိုင်ဆိုင်မှုမှမရှိတာနေနမိတ်စည်းချားထားစရာမလိုပါဘူးစစ်တပ်တွေရဲတွေတရားရုံးတွေမရှိပါဘူးအားလုံးကဒန်းတူညီမြခံစားကြရတဲ့အတွက်အုပ်ချုပ်သူလူဒန်းစားဆိုတာတည်တံ့မရှိပါဘူးအားလုံးက global citizen ကဘာသာစစ်စစ်တွေဖြစ်နေထိုင်ကြပါတယ်ဒါပေမဲ့ကျန်တဲ့ကျွန်းနှကျွန်းကတော့မတူပါဘူးဒုတိယခုကတော့အရှိကျွန်းပုပ်ပါဝိတ္တိဟာဖြစ်ပါတယ် ဒီကျွန်းရဲ့ထူးခြားချက်ကတော့နေထိုင်သူတွေရဲ့မျက်နှာပုံစံဟာကျွန်းရဲ့ပုံစံနဲ့တူပါတယ်။သူတို့ကျွန်းကလာချမ်းပုံစံရှိတဲ့အတွက်လူတွေရဲ့မျက်နှာကလည်းလာချမ်းပုံစံရှိတယ်လို့ပြောလို့ရပါတယ်။သူတို့ရဲ့တက်တန်းကတော့နှစ်ပေါင်း900ဖြစ်ပါတယ်။တတရတစ်ခုကတော့အနောက်ကျွန်း Upper Goryana ပါ။ဒီကျွန်းကတော့လာပြေဖို့လို့ဝိုင်းဆက်တဲ့ပုံစံတည်းရှိပါတယ်။ဒါကြောင့်နေထိုင်တဲ့လူတွေရဲ့မျက်နှာကလည်းလာပြေဖို့လို့ဝိုင်းဆက်နေပါတယ်။ဒီကျွန်းသားတွေကတော့နွားမွေးမြူရေးကိုအဓိကထားလောက်ကင်ကြတယ်။ တက်တန်းကတော့နှစ်ပေါင်း900ဖြစ်ပါတယ်။မြောက်ကျွန်းနဲ့မတူတာကတော့ဒီအရှိကျွန်းနဲ့အနောက်ကျွန်းတစ်ခုမှာကျွန်တော်တို့ကဘာမီမှာလို့ပဲမြို့ပြတွေတိုင်းပြည်တွေအုပ်ချုပ်တဲ့ဘီရင်တွေရှိပါတယ်။စီးပွားရေးစနစ်တွေလည်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့လောက်တော့စစ်ပွဲတွေပိုင်နဲ့လူတာတွေအပြင်းထန်ဘူးလို့ပြောလို့ရပါတယ်။သူတို့ကစီးပွားရေးကိုပဲအေးအေးဆေးဆေးလောက်ကင်ကြတဲ့သဘောရှိပါတယ်။ဝမ်းနေစရာတစ်ခုကတော့ဒီကျွန်းကြီးသုံးကျွန်းကလူတွေဟာချမ်းသာလုံးတော့ဘဝရဲ့ဒုက္ခတွေကိုမမြင်ကြပါဘူး ဒါကြောင့်သူတို့စီမှာဖျားမပွင့်ပါဘူး။ယဟန်တန်ကလည်းမရှိပါဘူး။တရားဓမ္မကိုရှာဖွေလို့စိတ်နှေးပါကြပါလား။နောက်ဆုံးမိတ်ဆက်ပေးရမယ့်ကျွန်းကတော့ကျွန်တော်တို့မိတ်ဆွေတို့အခုနေထိုင်နေတဲ့တောင်ကျွန်းသို့မဟုတ်စပူဒီပါပဲဖြစ်ပါတယ်။ဒီကျွန်းရဲ့ပုံတံတန်းကလဲဦးကင်းအာဖေပုံတံတန်းရှိတာမို့ကျွန်တော်တို့လူသားတွေရဲ့မျက်နှာကလည်းဥပုံတံတန်းရှိကြပါတယ်။မိတ်ဆွေတခြားကျွန်းတွေနဲ့ရှင်လိုက်ရင်ကျွန်တော်တို့ကဘာကတနာစရာပါပဲ။ကျွန်တော်တို့စီမှာတက်တန်းအပြည့်မနေရပါဘူး။ တစ်ခါတလေအသက်တရာတစ်ခါလေ10နှစ်တစ်ခါလေအသက်1000ရှိရှိတတ်ပါတယ်ကျွန်တော်တို့စီမှာယောဂဗျာတွေသူပြောတယ်ကင်ဆာတွေကဲယောဂတွေအများကြီးရှိတယ်စိတ်ဆင်းရဲရာတွေပေါများတယ်စစ်ပွဲတွေတဘာဝဘေးရနေတွေများတယ်ကြည့်ရတာကျွန်တော်တို့ကဆက်ကြဝလာထဲမှာကံအဆိုးဆုံးလူသားတွေဖြစ်နေသလိုပါပဲဒါမဲ့မိတ်ဆွေဂုံယူလိုက်ပါစပူဒီပါလက်ရတောင်ကျောမှာတခြားဂျူသားတွေနတ်တကြားတွေမြမာတွေတောင်မလိုက်နိုင်တဲ့အထူးကြဆုံးစွမ်းရည်တစ်ခုရှိပါအဲ့ဒါကတော့ရဲရင်နဲ့စိတ်ဆန်းအား heroic mind ပဲဖြစ်ပါတယ်။ကျွန်တော်တို့ကျွန်းသားတွေကကောင်းမှုလုပ်မယ်ဆိုရင်လည်းပြိုင်ဘက်ကင်းရအသက်ကိုယ်တော်ဆုံးပြီးလုပ်နိုင်တယ်လို့မကောင်းမှုလုပ်မယ်ဆိုရင်လည်းကြောက်ခမန့်လေးလေးရဲရဲဆက်ဆက်လုပ်ရဲကြပါတယ်။ဒါကြောင့်မဲ့ကျွန်တော်တို့ရဲ့ဉာဏ်ရင်ဉာဏ်သွေးထက်မြက်မှုတခြားကျွန်းတွေထက်တာလွန်နေပါတယ်။အရေးကြီးဆုံးချက်ကတော့စัจ java လာတစ်ခုလုံးမှမှာတက်ပေနျူတာမျက်စွာဘုရားရှင်ဖွင့်တော်မူရာနေရာဟာဒီစဘူဒီပါ တောင်ကျွန်းတနေရာတွေသာ ရှိပါတယ်။ဘာကြောင့်လဲ။ချားကျွန်းကလူတွေကချမ်းသာလွန်အောင်ကြီးပါတယ်သူတို့ဘဝမှာ ဝူတာမရှိနာတာမရှိဆင်းရဲတာမရှိတော့ဒုက္ခဆိုတာကိုနားလည်ဖို့ခက်ခဲပါလိမ့်မယ်ဒုက္ခကိုနားလည်ရင်ဒုက္ခကနေလွတ်မြောက်ခြင်းနဲ့စိတ်မရှိနိုင်ပါဘူးဒါကြောင့်ဖះရှင်တွေကအဲ့ဒီကြိုးနဲ့မှာသွားမပွင့်ပါဘူးကျွန်တော်တို့စီမားကဆင်းရဲချမ်းသာတွန်တွဲနေတယ်ဒုက္ခနဲ့ဒုက္ခရှင်တွဲနေတယ်ဒါကြောင့်နိဗ္ဗာန်ကိုသွားနိုင်တယ်တခုတည်းသောထွတ်ပေါက်ဟာဒီကြိုးမှာပဲရှိတာဖះရှင်တွေပြည့်စုံကဗုဒ္ဓတွေအကတာဝကကြီးတွေဟာဒီကြိုးပေါ်မှာပဲပေါ်ထွန်းပါတယ်ဒါဟာကျွန်တော်တို့လူသားဖြစ်ရခြင်း ကြီးမြတ်ဆုံးဂုံဒရပ်ပါပဲဒီနေရာမှာမိတ်ဆွေတို့အရင်သိကြမယ်မိကုံတစ်ခုရှိနိုင်ပါတယ်ဒီကျွန်းကြီးလေးကျွန်းဟာတတ်တတ်တီးကြစီဖြစ်နေတာလားဒါမဟုတ်ရင်တကျွန်းနဲ့တကျွန်းကိုအဆက်အသွယ်လုပ်လို့မရနိုင်ဘူးလားတွားရောက်လဲပတ်လို့မရနိုင်ဘူးလားတာမန်လူတွေတာမန်ဘီရင်တွေအနေနဲ့တော့မရနိုင်ပါဘူးကြားထဲမှာရှိတဲ့သမုတ်တရားကြီးတွေကကျေပြောလွန်းတယ်လို့တဘာဝအတားဆီးတွေလည်းရှိနေပါတယ်။ဒါပေမဲ့စัจကြဝဠာတစ်ခုလုံးမှာဒီကျွန်းကြီးလေးကျွန်းလုံးကိုဆက်သွယ်ပေးနိုင်တယ လဲ့လဲ့အုပ်စိုးနိုင်တဲ့ထူးခြားဆန်းကျယ်တဲ့ပုံကူတူရှိပါတယ်။အဲ့ဒါကတော့စကြဝဠာမင်းလို့ခေါ်တဲ့ဥပဲဖြစ်ပါတယ်။စကြဝဠာမင်းဆိုတာဖယားရှင်မပွင့်တဲ့အချိန်တွေမှာပေါ်ထွန်းတတ်တဲ့ဖုံးကံအကြီးမားဆုံးလူသားဘရင်ပဲဖြစ်တယ်။သူ့မှာထူးခြားတဲ့ယတနာခုနှစ်ပါးရှိတဲ့အနက်ထူးခြားဆုံးကတော့စကြယတနာလို့ခေါ်တဲ့အေယာမကောင်းကင်မြန်ယဉ်ကြီးတွေပဲဖြစ်ပါ ရှိဟောင်းချမ်းတွေရဲ့ပေါ်ပြချက်အရစัจ जा ယတနာဟာလာပြေဝန်တည်းရှိပြီးမိုင်မောင်းများစွာကြီးမားပါတယ်စัจ जा ဝရိမိန်ဟာဒီရင်မြန်ကြီးပေါ်မှာသူ့ရဲ့စစ်တီတွေ ချွေရံတွေကိုတင်ဆောင်ပြီးတော့ကောင်းကင်ခရီးနဲ့တခြားကျောင်းတွေကိုခရီးထွက်လေရှိပါတယ်။ဒါဆိုရင်ယနေ့ခေတ်မှာလူတွေခဏခဏပြောနေကြတယ်။ American စစ်တပ်ကတော့ဝန်ခံထားရတဲ့ UFO တွေအချင်းခီးသွားတယ်ဆိုတာရောပါလေ။တကယ်တော့သူတို့ဟာဟိုးဝေးကြီးက Chaklesi ကလာတာမဟုတ်ပဲကျွန်တော်တို့ရဲ့အိမ်နီးချင်းမြောက်ကျွန်းဥတ္တရကုရုကလူတွေများဖြစ်နေနိုင်မလား။ဒီ theory ကိုစဉ်းစားကြည့်ရအောင်ပါ။နံပါတ်1 မြောက်ကျွန်းသားတွေမှာအိုမင်းကြီးမရှိဘူးအသက်တထောင်နေရတယ်။ဒါဟာသိပ္ပံပညာမှာပြောတဲ့ time dilation အချိန်ကိုဆွဲဆန့်ခြင်းသဘောတရားနဲ့ဆင်တူပါတယ်။သူတို့စီမှာတစ်နှစ်ကုန်တာကကျွန်တော်တို့စီမှာ200ချီကြာကောင်းကြာနိုင်ပါတယ်။နံပါတ်1သူတို့ကကောင်းကင်ခီးနဲ့သွာလာနိုင်တယ်လို့ကျမ်းတွေမှာဆိုထားတယ်။ပရိသတ်ပဲလို့အလိုလျောက်ဆက်ပစ္စည်းတွေတုံးတယ်။ဒါဆိုရင်ကျွန်တော်တို့မြင်နေရတဲ့ပကံများပြန် UFO ဆိုတာတကယ်တော့မြောက်ကျွန်းကလူတွေသူတို့ရဲ့ဤပညာမြင်ရင်တွေနဲ့စပူဒီပါကိုလာရောက်လက်ပတ်နေတာရောမဖြစ်နိုင်ဘူးလား။ ဒါဟာသိပ္ပံပညာရှင်တွေရှာမတွေ့သေးတဲ့အဖြေတစ်ခုဖြစ်နိုင်ပါတယ်။ဒါတွေကိုဗုဒ္ဓကဘယ်လိုသိခဲ့တာလဲ။လွန်ခဲ့တဲ့နှစ်2500လုံးကတယ်လီစကုပ်တွေမရှိဘဲဘုရားရှင်ကဒါတွေကိုဘယ်လိုသိခဲ့လဲ။ဖြေကတော့ဒိဗ္ဗစကု Divine Eye လို့ခေါ်တဲ့ဉာဏ်မျက်စိအပိန်ကြီးပဲဖြစ်ပါခေတ္တသိပ္ပံပညာကအပြင်လောကကိုမှန်မြောင်းနဲ့လိုက်ကြည့်ပြီးဖြေရှာတယ်။ဗုဒ္ဓကတော့အတွင်းစိတ်ကိုစွမ်းကုန်မြင့်တယ်စကြဝဠာတစ်ခုလုံးကိုလက်ဖွားပေါ်ကစည်းပြူစည်းလေးတစ်လုံးလိုထွင်ပေါက်မြင်ခဲ့တာဖြစ်ပါ ။သိဗ္ဗံပညာကအခုမှဘုရားဟောခဲ့တာတွေလိုက်မိဘူး။စပြည့်ုံသာရှိပါသေးတယ်။ခုနေနဲ့အရေးကြီးတဲ့ကြောက်စရာကောင်းဆုံးမေးခွန်းတစ်ခုရှိပါတယ်။ဒီလောက်ကြီးမားခမ်းနားတဲ့မြင်းမုတ်တောင်ကြီးနဲ့ကျွန်းကြီးလေးကျွန်းဟာထာဝရတည်ရှိနေမှာလား။ဖြေကတော့မရှိပါဘူး။ဗုဒ္ဓဟောကြားချက်အရနေဆသဘောတရားတိုင်းတနေ့မှာဒီကဘာလောကကြီးပြည့်စည်ရမယ့်နေ့ကိုရောက်လာပါလိမ့်မယ်။အဲ့ဒီအချိန်ကျရင်ကောင်းငင်မှာနေမင်းကြီးတစ်စင်းနဲ့မဟုတ်တော့ဘူး။နေနှစ်စင်း၊သုံးစင်းကနေခုနှစ်စင်းအထိအစင်းစင်ပေါ်လာမယ်လို့ဆိုပါတယ် နေ၅ဆင်းပေါ်လာခဲ့ရင်မဟာသမုဒ္ဒရာကြီးတွေအကုန်ခန်းချောက်သွားမယ်။နောက်ဆုံးနေ8ဆင်းပေါ်လာတဲ့အချိန်မှာတော့မိုင်မောင်းသိန်းကြီးကြီးမာတဲ့မြင့်မို့တောင်ကြီးတော့မီးလောင်ကျွမ်းပြီးထောပတ်ခဲကိုမီးရှို့လိုက်သလိုအရေပြောပြောက်ွယ်သွားမယ်လို့သူရိယာတုံမှအတိအကျဟောထားပါတယ်။ဒါဆိုရင်တက်ရှိတွေအကုန်သေးကုန်ပါလား။မဟုတ်ပါဘူး။ဗုဒ္ဓဟောကြားချက်အရကဘာပြည့်တဲ့မီးပူရှိရာ အောက်ဆုံးငရဲပြည်ကစတင်ပြီးလူပြည်၊နတ်ပြည်၆ထပ်နဲ့ပထမဇံမြမဘုံတွင်အထိပဲလောင်ကျွမ်းသွားမှာဖြစ်ပါတယ်။အဲ့ဒီအထက်မှာရှိတဲ့ safe zone လို့ခေါ်တဲ့ဒုတိယဇက်မြန်မာဘုံနဲ့အထက်ပိုင်းဘုံတွေကတော့မိမိကနေလွတ်ကင်းပြီးကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ကဘာမပြတ်ခင်မှာလူတွေတလိမ့်ဆန်တွေကကြောက်လန့်ပြီးတရားအားထုတ်ကြတဲ့အတွက်မိဘေးလွတ်ရအဲ့ဒီမြန်မာဘုံစီကိုဝိညာဉ်တွေပြောင်းရွှေ့ရောက်ရှိသွားကြမှာဖြစ်ပါတယ်။ကဘာသစ်ပြန်ဖြစ်လာတဲ့အခါကျမှအဲ့ဒီကနေလူသားမျိုးတွေပြန်လည်စတင်ကြမှာပါ။ဒါဟာအဆုံးသက်ရှင်မဟုတ်ပါဘူး။အစ်စ်ပြန်လည်စတင်ခြင်းတသက်သာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဇဘူဒီပါလို့ခေါ်တဲ့ကျွန်တော်တို့နေထိုင်ရာကဘာကြီးကဒုက္ခတွေများပေမဲ့ တန်ဖိုးရှိဆုံးတရားရှိရဲ့နေရာဖြစ်ပါအသက်တထောင်နေရပြီဘာမှမသိတဲ့ဘဝထက်အသက်တရာနေရပြီအမှန်တရားကိုသိခွင့်ရတဲ့ဘဝကပိုမြတ်တယ်လို့ဘုရားရှင်ကဟောကြားခဲ့ပါတယ်မိษွေတို့ကတကယ်လို့ရွေးချယ်ခွင့်ရမယ်ဆိုရင်ဘာမှလုံးစရာမလိုပဲအသက်တထောင်နေရတဲ့မြောက်ကျွန်းမှာသွားဖြစ်ချင်တာဒါမှမဟုတ်ဒုက္ခများပဲမယ်ဘုရားတရားရှိတဲ့ဒီကဘာမှာပဲနေခြင်းညလားမိษွေရဲ့ရွေးချယ်မှုကိုကွန်မန့်မှာဆွေးနွေးပေးတော့ကြပါဦးဒီနေ့တင်ဆက်ပေးခဲ့တဲ့စัจ java လာခီးစဉ်ကြီးကိုနှစ်သက်တယ်ဆိုရင် like and share လုပ်ပေးဖို့မေ့ပါနဲ့အခုလိုဗဟုသုတတွေတမိုင်းကြောင်းတွေ show web စမ်းကြွယ်မှုတွေကိုအသေးစိတ်သိရှိရအောင် knowledge gen ရှင်ကို subscribe လုပ်ထားပေးပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ